အခုပြောမဲ့အကျင့်6မျိုးကိုသင်ကျင့်မယ်ဆိုလို့ရှိရင်သေဟံသေချာပေါ့အကျိုးမဲ့ခြင်းကိုရင်ဆိုင်ရလိမ့်မယ်တဲ့အဲ့ဒါဘာလဲဆိုတော့ဥဒ္ဒရတေယနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်သင်အကျိုးမဲ့လိမ့်မယ်တဲ့ဟောဒါလူငယ်တွေအတွက်ပြောတာနော်နေထွက်အောင်အိပ်တဲ့လူကြီးတွေလည်းပဲစဉ်းစားကြရတော့ရှိတာပေါ့ဟုတ်လားဥဒ္ဒရတေယနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်တေတင်ဒီအနတ္ထအကျိုးမဲ့ခြင်းသို့ဘွေးတည် ရောက်လိမ့်မယ်ဖြစ်လိမ့်မယ်နောက်ဒုတိယဘာပြောတော့အာလတေယံပြင်းရှိမယ်ဘာမှမလို့ခြင်းမကန်ခြင်းနော်ဝရိယတအလွန်နေပြီတော့ပြင်းရင်မှုနဲ့နေမယ်ဆိုလို့ရှိရင်လည်းပဲသင်ဟာအကျိုးမဲ့ခြင်းကိုရောက်လိမ့်မယ်တဲ့ဟောအများကြီးအကျေချစ်ပြီးတော့ဥစဉ်ကအသေးစိတ်မပြောပါကိုယ့်အကိုပဲစဉ်းစားဖို့ခြံထားမယ်ဟုတ်လားနောက်တတိယကဘာပြောလို့ဆိုတော့ စန္ဒိကံကြံထံခတ်ထံနဲ့ကာယကံဝစီကံကြံထံခတ်ထံမှုတွေရှိမယ်ဆိုလို့ရှိရင်လည်းသင်အကျိုးမဲ့လိမ့်မယ်တဲ့ပြောတာဆိုတာလောက်တာခိုင်တာကသူများနားမခံတာတဲ့သူများ မျက်စိထဲမှာအစင်မချောတဲ့ကြံထံခတ်ထံမှုနော်အဲ့ဒါတွေဟာလည်းပဲမဖြစ်နိုင်တော့အကျိုးမဲ့နိုင်နေတဲ့နောက်၄ခုမြောက်ကပြောတော့ဒီကတ္တန္တိယံ ချိန်ကာလအကြာကြီးအရက်သေးတာကိုတောက်စားမယ်ဆိုရင်လည်းတင်ဟာအကျိုးမဲ့လိမ့်မယ်တဲ့။ယေရှုဘုရားအခုပြောနေတဲ့စကားတွေဟာလေးတင်ချင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့မှအလုံးစုံကိုတည်တော်မူတဲ့တပ်ပင်ညူတဉဏ်နဲ့ကြည်ပြီးတော့မှပြောထားတဲ့စကားတွေဆိုတာကိုတော့ယုံကြည်မှုတရားတရားအခြေခံခိုင်ခိုင်မာမာနဲ့နားထောင်ဖို့လိုတယ်နော်။လေးကိုရှိသွားပြီဟုတ်လား။နေထွက်အောင်အိပ်မယ်ဆိုရင်အကျိုးမဲ့လိမ့်မယ်။ပြင်းကြည့်နေမယ်ဆိုလို့ရှိရင်အကျိုးမဲ့လိမ့်မယ်။ ကြံကြုတ်ခက်ထန်တဲ့အမူအရာတွေအပြောဆိုတွေရှိမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်။အချိန်ကာလကြာကြီးအရက်သေးတာတောက်စားနေမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်။နောက်၅ခုမြောက်ပါပြောတော့ဆိုတော့ဧကတ္တဒါနကမဏံအလွန်ရှည်လျားတဲ့ခရီးကိုတယောက်တည်းသွားမယ်ဆိုရင်လည်းအကျိုးမဲ့လိမ့်မယ်တဲ့။လောကီလိုအလွန်မှတ်သားကြကောင်းတယ်နော်။ခရီးရှည်သွားတဲ့အခါမှာတယောက်တည်းသွားရင်အကျိုးမဲ့တဲ့တဲ့။ ဒါကြောင့်အမစကပုံတစ်ခုရှိရနော်အဖို့မသွားဖို့မပါရင်ခကြီးမသွားနဲ့ဟုတ်လားကုဒီမမြတ်စွာဘုရားကအတွန်းရှိတဲ့ခကြီးကိုတယောက်တည်းသွားမယ်ဆိုလို့ရှိရင်ဒါအကျိုးမဲ့တော့ ਨੇ ရှင်ဆိုင်ရတတ်တယ်။နောက်6ခုမြောက်ကဘာပြောတော့ဆိုတော့ပရဒါရုပတေဝနာသရဝတာမယားကိုပြင်မစော်ကားမယ်ဆိုလို့ရှိရင်လည်းအကျိုးမဲ့လိမ့်မယ်တဲ့ ပြမနာပုံနာကြီးအတန်ဤချောင်းမျိုးကိုတွန်းတင်သည့်တေဝတုမိဝဲမယ်ဆိုလို့ရှိရင်အနတ္ထကျိုးမယ်ခြင်းသို့ဘွေးတတိရောက်လိမ့်မယ်အကျိုးရှိတာဒီပုံမှာမြတ်စွာဘုရားသိတာမဟုတ်တော့အကျိုးမဲ့တာတွေကိုလည်းသိပါတယ်ဆိုတာလေးကိုပြောပြတာတတိချောင်းမျိုးကိုဒကာမတို့အကျိုးတို့တွေဟာစီစစ်ကြည့်ပေါ့ချောင်းမျိုးလုံးကိုမစိုးထားနဲ့တစ်မျိုးစီနဲ့ပြည့်စုံမယ်ဆိုရင်ကိုပဲအများကြီးအကျိုးမဲ့တွေကိုရင်ဆိုင်ရင်ဆိုင်ရနိုင်မလို့လားရင်ဆိုင်ရနိုင်တယ် ဒါကြောင့်လူငယ်လေးတွေအတွက်ရည်ရွယ်တယ်ဆိုတာဒါလေးတွေကိုပြောခြင်းလို့ဟုတ်လားဥတ္တရတေယံနေထွက်အောင်အိပ်မယ်ဆိုလို့ရှိရင်အာလတေယံပြင်းကြည့်နေမယ်ဆိုလို့ရှိရင်စန္ဒိကံကြမ်းကြုတ်ခတ်ထမယ်ဆိုလို့ရှိရင်ဒီကတွန်တိယံအယက်တေသာကိုကြာအကြီးတောက်နေမယ်ဆိုလို့ရှိရင်ဧကတဒါနကမဏအလွန်ရှိလျားတဲ့ခရီးကိုတယောက်တည်းသွားမယ်ဆိုလို့ရှိရင်ပရဒါရုပတိဝနာသူတော်ဘာသားများကိုပြင်မဆော်ကားမယ်ဆိုလို့ရှိရင်မဖြစ်မလို့အကျိုးမေးလိုက်မယ်တဲ့